အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒေါက်တာတုတ်ကန်ရဲ့ life life management အကြောင်း ရှင်းပြတော့မှာရှုပ် life management ဆိုတော့ OPD မှာဘယ် patient တွေရောက်လာပြီဘယ် patient တွေကိုတော့ဖူးတောင်းမှုပေးနေတယ်ဘယ် patient တွေကပြီးသွားပြီဆိုတာမျိုးကိုစီမံခန့်ခွဲတဲ့နေရာတစ်ခုဖြစ်ပါတယ်စီမံခန့်ခွဲမှုအတွက်ဆိုတော့ကျွန်တော်တို့အာ one click နဲ့ပဲပြီးပါတယ် one click နဲ့ပြီးရဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဆွေးနွေးပြပါမယ်လက်ရှိကျွန်တော်တို့ OPD ကိုရောက်လာလို့ ကျွန်တော်လက်ရှိမြင်နေရမှာ dashboard ပေါ့ dashboard ကနေပြီးတော့ကျွန်တော်ခု main menu ကနေပြီးတော့ life management ဝင်လာမယ်အဲ့ဒါဒီနေ့တွေ့ကြည့်ရမယ် patient စီရင်ကိုကျွန်တော်ဒီမှာမြင်ရပါမယ်ဒီနေ့တော့ဆိုတော့ patient 9ယောက်ကြည့်အောင်ပေါ့ token data ရဲ့ patient 9ယောက်ရှိပါတယ်အဲ့မှာကျွန်တော်တို့ token number 1 token number ရောက်လာပြီလူတန်းတယောက်ရောက်လာပြီဆိုရင်အဲ့လူနာရဲ့ token number ကိုဒီမှာထည့်ပါမယ်ကျွန်တော်တို့1ပေါ့ဒါဆိုထည့်လိုက်သူ့ရဲ့ token number ကိုရိုက်ထည့်လိုက်ပြီဆိုတော့ကျွန်တော်တို့ဒီမှာ သူ့ရဲ့အခြေအနေကိုအရင်ပြပါတယ်အခုဆိုရင်တော်ဝင်နံပါတ်1ရတဲ့မှာ tourist spot ပေါ့သူတက်က booking တင်ထားတာ booking တင်ထားပါတယ်ပေါ့လက်ရှိအခြေအနေအဲ့ဒါဆိုကျွန်တော်သူ့ကို arrive ပြမယ်ဆိုတော့ arrive ကိုနှိပ်လိုက်ရင် save ဖြစ်သွားပါတယ်အဲ့လိုပဲကျွန်တော်တို့ token number 2ရောက်လာပြီဆိုရင်ကျွန်တော်တို့နှစ်လိုရိုက်ထည့်လိုက်ပါမယ်ဒါဆိုရင်နှစ်ရဲ့နောက်ဆုံးအခြေအနေက booking တင်ထားအောင်အခုသူရောက်လာရင်ဆိုတော့ arrive ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင် arrive ကိုအခုနောက် 3ယောက်လိုက်ဆိုတော့ဒီနေ့လောက်အောင်ပဲကျွန်တော်တို့3လို့ရိုက်ထည့်လိုက်ပါမယ်။ဒါဆိုသူရဲ့လက်ရှိ3ရဲ့နောက်ဆုံးခြေနေကပိုကင်တင်လာတာအခုယောက်လိုက်ဆိုတော့ arrive ကိုနှိပ်လိုက်ရပါတယ်။ဒီတော့ကျွန်တော်ပိုကင်ယောက်လာတဲ့ token number ဟုတ်သမျှကိုဒီမှာရိုက်ထည့်ပြီးတော့ arrive ကိုနှိပ်ပြီးဒါရောက်ရှိတဲ့စာရင်းပြပြီးပါတယ်။အဲ့လိုမျိုးပဲကျွန်တော်ဆောင်းဝင်ကြည့်ပြီးဟေးကြည့်တော့ကြည့်ပြီးဟေးဆိုတော့ကြည့်တဲ့ number ကိုဥမာအခု token number 1ကိုကြည့်မယ်ဆိုရင်ဆောင်းဝင်ကြည့်နေဆိုရင်1လို့ရိုက်ထည့်ပါမယ်1ကလက်ရှိရောက်ရှိနေတာဖြစ်ပါတယ်ကျွန်တော်အခုဆောင်းဝင်ကြည့်ပါတယ်ဆိုပြီးတော့ consulting ကိုနှိပ်ပါမယ် ဒါဆိုရင်တစ်ကိုကြည့်ရလို့ပြောလို့ရပါတယ်အဲ့လိုအခုနှစ်ကိုကြည့်မယ်ဟေးဆိုလဲဆရာဝန်နှစ်ကိုကြည့်နေပြီဆိုရင်နှစ်ကိုနှိပ်ပြီးတော့ consortium ကိုနှိပ်ရလို့ရပါတယ်ဒါဆိုနှစ်ကိုကြည့်ရဖြစ်သွားပါတယ်အဲ့လိုနှစ်ကိုကြည့်ပြီးသွားပြီဆိုရင်လည်းဒါနှစ်အောက်မှာ finish ဆိုပြီးရရှိပါတယ် finish ကိုနှိပ်ပြီးလိုက်ရင်ဒါနှစ်ကိုကြည့်ပြီးသွားတယ်အဲ့လို finish ကိုနှိပ်ပြီးလဲဆိုသူ့နောက်ကကြောင်းနေတဲ့ token number တစ်ခုနောက်တစ်ခုကိုကျွန်တော်တို့ consortium ဆိုပြီးတော့ automated ပြောင်းဝေးมาဖြစ်ပါတယ်အဲ့လိုမပြောင်းစေချင်ဘူးဆိုလဲကိုကြိုက်တဲ့ number တစ်ခုကိုတည်းရိုက် ခုထားဆိုရင်ကျွန်တော်နံပါတ်ခွန်ကိုကျွန်တော် consort နှိပ်ခြင်းလေဆိုရင်နံပါတ်ခွန်ကိုကျွန်တော်တို့ arrive ပြမယ်ပြီးတော့နံပါတ်ခွန်ကိုပဲ consorting လို့နှိပ်ပြလိုက်ခွန်က consorting ဖြစ်သွားပါလိမ့်မယ်ဒါတော့ကျွန်တော်တို့ရဲ့ one click နဲ့နေစီမံခန့်ခွဲလို့ရရဲ့ life manage life management ဖြစ်ပါတယ်